အဲ့နေရာကတိုက်ဝဲဖြစ်လို့ကျဲတာမဟုတ်ဘူးအဲနောက်ဆေးဖြစ်ပါခြင်းမရှိဘူးတခါမှဖြစ်ခဲ့ရလည်းမရှိဘူးအဲ့နေရာကအရှသာမင်္ဂလာဆောင်ကျဲတာဖြစ်တယ်အရှသာမင်္ဂလာဆောင်ကလည်းအဲကျွန်တော်တော်လိုင်းတိုင်းဝိုင်းနဲ့ဆက်ဆက်မှုတော့မရှိဘူးဆက်ဆက်မှုမရှိဘူးလို့ပြောမှာပေါ့အရှသာမင်္ဂလာဆောင်ပေါ့အဲလက်ရှိအပရိကဆိုလို့ရှိရင်တေဆုံးသူ10ယောက်ကျော်ရှိတယ်တေဆုံးသူ10ယောက်ရှိမယ်ထိခိုက်ဒဏ်ရာရရှိသူကလူ20ကျော်ရှိတယ်အဲ20ကျော်ထဲမှာမှာ9ယောက်ကပြင်းထန်စိုးရိမ်ရအနေထားမှာရှိတယ်အဓိကတေဆုံးမှုဒဏ်ရာတော့ဘာဖြစ်လို့ဖြစ်တာလဲဆိုတော့ကျွန်တော်ကမင်္ဂလာဆောင်ကျင်းပနေတဲ့အချိန်ဖြစ်တယ် ပြီးတော့မင်္ဂလာဆောင်လူဝင်လူထွက်များနေတဲ့အချိန်ဖြစ်တယ်အဲ့အချိန်မှာမင်္ဂလာဆောင်ရဲ့ထမင်းစားရုံရဲ့ဗီဒတဲ့ကိုကြားတဲ့အတွက်ထိခိုက်ဒဏ်ရာရရှိသူများသွားတာပဲတေဆုံးသူကြားမရေးအတွက်နဲ့တိုက်ခိုက်ခဲ့တဲ့ဘုံအမျိုးစားနဲ့ပတ်သက်လို့လက်ရှိအချိန်ထိအတည်ပြုနိုင်ခြင်းမရှိသေးပါဘူးရေယော်ရီကရရှိထားတဲ့ဓာတ်ပုံတွေအရတေဆုံးသူတွေထဲမှာကလေးငယ်အနည်းဆုံး2ဦးပါဝင်ခဲ့တာကိုတွေ့ရပြီးမင်္ဂလာဆောင်ကျင်းပတဲ့နေ့ရက်လည်းပျက်စီးသွားခဲ့တာကိုတွေ့ရပါတယ်စစ်တောင်းမြဝံအရှိချမ်းမှာရှိတဲ့ကြောက်ကြီးမျိုးနယ်က ၊ KN မျိုးသားစီရင် KNU တပ်မှားသုံးနေမိတဲ့မှာတရှိတာဖြစ်ပါတယ်ကျွန်တော်တို့ရောစင်ဒီဘက်ကစီရဲချင်းနေရသလိုရှင်အယူကပေါင်ဝင်ချင်းမှာကကျွန်တော်တို့တော်တော်ဘယ်ပြောမလဲစစ်တောင်းမြေအရှိဘက်ကန်ဒေတာပေါ့ကျွန်တော်တို့စစ်တောင်းမြေကအနောက်ဘက်ကန်လေးကျွန်တော်တို့ကစိုးမိုးထားနိုင်ပြီဖြစ်တယ်အဲ့ဘက်ပေါင်ဝင်ချင်းမှာကျွန်တော်စစ်မဖြစ်တာနှစ်နှစ်နီးပါဖြစ်သွားပြီပေါ့ကျွန်တော်ကလွန်ခဲ့နှစ်နှစ်နောက်ကတော့အဲ့ဘက်နာရီမှာစစ်ဖြစ်ခဲ့တယ်ကျွန်တော်အခုစစ်တောင်းမြေကအနောက်ဘက်ကန်ကျွန်တော်စိုးမိုးပြီးတဲ့အချိန်မှာစစ်ဖြစ်တာမရှိတော့ဘူး မေလာတတိယပတ်ထဲမှာပဲတမ်းဖာသုံးနေမိတဲ့ကရွှေကျင်နဲ့ကြောက်ကြီးမြို့နယ်တွေကကျေးရွာတွေကိုစစ်ကောင်စီကပြစ်ခတ်တိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့လို့ရဲသား၄ဦးတေဆုံးခဲ့ရတယ်လို့ KNU ကမေလာ24ရက်နေ့မှာထုတ်ပြန်ထားပါတယ်။စစ်ကောင်စီဟာလေကြောင်းကနေပြစ်ခတ်တိုက်ခိုက်မှုတွေကိုနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့နေရာတွေနဲ့တိုက်ပွဲမရှိတဲ့ဒေသတွေကစာတင်ကျောင်းတွေရဲသားတွေနေထိုင်တဲ့နေရာတွေကိုပါမချန်ဇက်တိုက်တိုက်ခိုက်နေတာဖြစ်ပါတယ်။နော်အဲ မ်ကျွန်တော်ပြောရမှာပေါ့။နောက်ညင်းခုံညမယ်ဒီပွဲမှာလည်းပေါ့နော်။ညင်းတော့ညင်းခုံညတော့ခင်ဗျားတို့အာလေရင်နဲ့တိခတ်မှုတွေကြုံနိုင်တစ်တယ်မတည်ဘူးကျဲတယ်မကျဲဘူး။လောလောမယ်ကျွန်တော်လည်းတော့နာဝင်မပြောချင်ဘူး။တို့ပါတယ်ဒါမျိုးညင်းပွားမှုတွေဘာမှဘာမှဘုသူ့ဘက်မှအရှက်မသွေးခင်ဘုသူ့ဘက်မှဘာမှကတ္တနာရဲ့ချက်ကသေးခင်ကျွန်တော်သိရှိသားသမျှကို share ပါမယ်နော်အဲ့တော့ဒီနေ့အာရွှေတင်မြို့နယ်ပေါ့နော်အခုတိုင်းတောက်ကြီးမှာ အဲလေနဲ့ကျဲသွားတယ်ဆိုပြီးတော့တချို့ဒီဘက်ပေါ့နော်ဒီမီဒီယာတွေကတင်နေတွေ့လိမ့်မယ်နော်ခေတ်သစ်မီဒီယာမှာလည်းတွေ့ပါတယ်အတော်များမီဒီယာတွေမှာတွေ့ပါတယ်နော်အဲ့ဒီတော့အဲကျွန်တော်ကတော့ပြောရမှာပေါ့တတိမှန်ပါတယ်နော်တတိမှန်ပါတယ်ဒါလည်းဟိုကျွန်တော်ရီမမောနဲ့ပြောလို့တမျိုးမထင်ပါနဲ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်ကအဲ့လိုမျိုးအမြဲတမ်းပြောရှင်နဲ့ပြောတတ်တာကျွန်တော်အချင်းဖြစ်နေတာလေစိတ်ညစ်စရာလေးဆိုတော့လည်းကျွန်တော်တောင်းတွေးတာမဟုတ်ဘူး တော့လည်းပဲရှိရှိတရားလေးအခုပြောပြပြောပါမယ်အဲ့တော့အာထိခိုက်မှုတွေကျွန်တော်တွေ့ပါတယ်အဲကလေးတငယ်ထိခိုက်တွေ့တယ်အဲလူကြီးထိခိုက်တွေ့တယ်အဲသူတို့သမီးထိခိုက်လည်းတွေ့ပါတယ်နော်ပြောပါမယ်ပြောပါမယ်နော်ပြောပါမယ်နော်အဲ့တော့သူတို့သမီးထိခိုက်လည်းတွေ့ပါတယ်အဲဖြစ်ရလည်းရှိခဲ့ပါတယ်မှန်လည်းမှန်ပါတယ်နော်ဘယ်သူမှအတရားတရားမငင်းခုန်ကြီးပေါ့ဗျာသူ့ဘက်ကိုယ်ဘက်မငင်းခုန်ကြီးကျွန်တော်အရင်ဆုံးပြောပါမယ်ဘာကြောင့်လဲဆိုတော့ပုံမှန်အဖြစ် တကယ်တဲ့ဒီဘရင်ကိစ္စမဟုတ်လို့ဒီဘရင်ကိစ္စမဟုတ်လို့ဗမော်ကိစ္စလည်းဗမော်ကိစ္စမဟုတ်လို့သူ့ဘက်ကအငင်းပွားမှုလေးတွေရှိကြတယ်လေအဲ့တော့ကျွန်တော်အခုဘယ်သူမှမငင်းခင်ကျွန်တော်တယောက်တည်းပဲဥအောင်ငင်းပြစေနော်ကြည့်ရရှိခဲ့ပါတယ်မှန်လဲမှန်ပါလဲနော်အဲ့ဒါကချစ်ပုံကဒီလိုအဲတတို့သားကအော်တို့သားက PDF PDF နဲ့ KNU ရွှေလန်းငွေလန်းဖောက်တဲ့ပွဲလို့လည်းပြောလို့ရတယ်အဲ့ဒီရွာကလည်းဟိုအရင်ကတည်းက စ်တက်ကြီးဆုံးကိုမရှိတော့တဲ့ရွာဖြစ်တယ်เนาะဒါကျွန်တော်မှန်တိုင်းနဲ့ပြောအောင်ပါပါเนาะမင်္ဂလာပါမင်္ဂလာပါအဲ့တော့ဟိုရင်ထဲကလည်းစစ်တက်ကြီးဆုံးမှုရှိတဲ့ရွာဖြစ်တယ်။အဲ့ဒီရွာမှာအဓိကအုတ်ချုပ်ရည်တွေညနေရတဲ့အကောင်လုံးနေရာယူထားက PDF နဲ့ KNU ဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်မို့လို့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ဒီနေရာကတနည်းအားဖြင့်နှစ်ဖက်ပေါ့နှစ်ဖက်ခံစားချက်ပြည်သူကနှစ်ဖက်ရှိတာပေါ့ဗျာနော်ဒီတော်လိုင်းအပေးထောက်ခံသူတွေအားလုံးတော့နှစ်ပိတ်မှန်လိုမျိုးဖြစ်နေပြီးတော့ ဟိုလွတ်လပ်တဲ့နေရာလိုဖြစ်နေပေမဲ့အမ်တော်လိုင်းအာမပေးမထောက်ခံသူဒီတပုံအာပေးအာတပုံလုံးကအာမပေးသူတွေတော့ကြာငရဲပဲအဲ့တော့သူတို့မှလည်းခံစားချက်တွေရှိတယ်အဲ့တော့ပြည်သူကတော့အမျိုးမျိုးတို့ကိုကွဲလွဲကြတာပေါ့ဗျာနော်အဲ့တော့ဒီဒီရွာဟာအမ်တနည်းအားဖြင့်ခင်ဗျားတို့ NUG အမြဲပြောနေတယ်လို့မျိုးပဲ NUG PDF မြန်မြေစိုးမိုးတော်ရွာဖြစ်ပါတယ်နော်အဲ့တော့အဲ့ဒီရွာလေးမှာ PDF ကတောင်လေးကမင်္ဂလာဆောင်တယ်မင်္ဂလာဆောင်တာဘယ်သူနဲ့မင်္ဂလာဆောင်သူ့နာမည်တီးမောင်ထွေးလို့ခေါ်တာဗောနော်တီးမောင်ထွေးဆိုတာက KNU ကအဲသူ့ရဲ့တမီအဲသူ့ရဲ့တမီနဲ့ PDF ကောင်လေးနဲ့မင်္ဂလာဆောင်ပါတယ်မင်္ဂလာဆောင်တဲ့ခါမှာပြောကြွှင်ကြတော့ဗျာကကြတာဗောနော်ကနေစင် PDF တွေလည်းအများကြီးလာပါတယ် KNU တွေလည်းအများကြီးလာပါတယ်အဲ့ဒီချိန်မှာပဲအဲလေငါနေပြီးတော့လာရောက်ပြီးတော့တစ်ချသွားတယ် တစ်ချက်သွားတဲ့ခါမှာတံပုံမှန်အပြစ်လေးရနှလုံးကျဲလေးရှိပေမဲ့အလုံးမဲ့ကျဲပါတယ်အလုံးကျဲတဲ့ခါမှာအမ်သူတို့သမီးကတော့ထိသွားတယ်သူတို့သမီးကထိသွားပါတယ်အဲထိသွားပြီသူတို့သားကတော့လက်မောင်းလောက်ပဲထိပါတယ်နော်အဲဘယ်လိုထိသေးလဲဆိုလို့ရှိရင်အလုံးပေါင်းသူတို့ပြောတာတော့အယောက်20ကျော်လောက်တော့ပြောတာနော်ကျွန်တော်တို့ကျွန်တော်သိရှိရတဲ့လောက်ပေါ့နော်ကျွန်တော်ပြန် share တာပါသိရှိရတဲ့လောက်ဆိုအလုံးပေါင်း40ကျော်ပါတယ် ဆက်ဆက်လက်ပြီးတော့လည်းတည်ဆုံမှုတွေရှိနိုင်သေးတယ်။လမ်းမှာတည်ဆုံမှုတွေလည်းရှိနိုင်တယ်ပေါ့နော်။အဲ့တော့ဒီဖြစ်ရက်ကမှန်ကန်သလိုဒီဖြစ်ရက်ကဒီ KNU ဝဲပေါ့နော် KNU နဲ့ PDH ဝေလန်းဝေလန်းဖောက်တဲ့ပွဲပါ။အဲ့မှာဒါမျိုးဖြစ်သွားတယ်။အဲ့တော့ကဘလို့ကျွန်တော်ပြောမလဲကြာနော်။စစ်တပ်ကလည်းအဲတနည်းအားဖြင့်စစ်တပ်ရဲ့ရိတ်ခါလမ်းကြောင်းတွေလည်းတိုက်ခိုက်လာရှိတာပဲနော်။စစ်တပ်ကို drone နဲ့ချပြီးတိုက်ခိုက်သွားတာရှိတာ။ဟိုတနည်းကကျွန်တော်သိရသလောက်ဆိုရင်အမေရိကန်ဘက်မှာ စစ်တပ်ရဲ့ဗျူဟာစခန်းကိုအာကျွန်တော်တို့ PDF နဲ့ဒီတရားနယ်တွေတပုံပေါ့နော်ဒီအုပ်စုတွေက drone ချတိုက်ခိုက်တာအဲ့ဒါလည်းအမှန်ပဲဖြစ်တယ်နော်တိုက်ခိုက်နိုင်တယ်ပေါ့ဆိုတော့ကျွန်တော်ကဘယ်သူဘူးဘာမှမလုပ်ချင်ပါဘူးအဲ့တော့စစ်တပ်ဘက်ကလည်းအချိန်ပြည့် drone တွေတိုက်ခိုက်လာနိုင်တယ်အခုနောက်ပိုင်းတပုံရဲ့အဲ drone power လည်းနည်းနည်းလေးစစ်တပ်ထက်မတိမ်မကြိမ်းမှပြန်လေးသာလာပြီစစ်တပ်ရဲ့ဂျမ်မာတွေကိုနော်ဂျမ်မာတွေကိုဒီတပုံရဲ့ drone တွေကကျော်လာနိုင်ပြီ ကြော်လာနိုင်ပြီးတော့ဥယင်သူစားကိုဥယင်ကိုစားဆိုတဲ့ပုံစံမျိုးအခြေအနေမှာရှိတယ်အဲ့လိုပဲအခုချိန်မှာလည်းစစ်တပ်ရဲ့အာဇာချက်ကတော့လေချောင်းပေါ့ဗျာနော်တပုံရဲ့အာဇာချက်ကတော့အခု drone ပေါ့အခုတပုံဘက်က drone ကနည်းနည်းလေးပြန်ပြီးတော့မြင့်လာပြီအဲ့ဒီတော့ကြောင့်မလို့ဘသူဘသူတည်တာမှတော့စိတ်မကောင်းဘူးတော့ပါတော့လည်းပဲသူဥသူစားကိုကိုစားဖြစ်နေတဲ့အခြေအနေမျိုးဖြစ်နေတယ်နော်အဲ့တော့ဒီနေ့ဆိုရင်တော့အာကျွန်တော်တို့ဒီဒီပါရဲ့နေချောင်းတိုက်ခိုက်မှုတွေမှာတော့အဲ အားလုံးပေါ့ဒီ KNU အတိုင်းဝိုင်း PDF အတိုင်းဝိုင်းအပုံလုံးထိပါလေအားလုံးကခုံနေတဲ့အချိန်မှာထိတာပါနော်အဲ့တော့သူ့ဘက်ကပဲညင်းနေမယ်အရင်ဆုံးမညင်းငယ်မညင်းငယ်နော်မညင်းငယ်မဟုတ်ဆိုရှင်အကြံနာအကြံနာစုပြီးဟဲ့ဆိုလို့ရှင်ကိုရီးယားဘယ်လိုပြောလို့ပြောရမလဲမသိဘူးဥမာတပင်းကိစ္စလည်းကျွန်တော်ဘယ်လိုပြောလို့ပြောရမလဲဘာကြောင့်ပြဿနာကဖြစ်နေလဲအဲ့ပြဿနာချားမှာအကိုရီးနေနဲ့ကတောင်းတောင်းလည်းမပြောချင်ဘူးအဲ့ဥမာဖြစ်လေရင်ပြတ်ကျတဲ့ကိစ္စနော်လေရင်ပြတ်ကျပြစ်ချကိစ္စဟောလဲအဲ့တော့ဘယ်သူဘယ်သူမှလည်းအရှက်မကွဲခင်ကျွန်တော်ဥအောင်မယ်ကျွန်တော်အရှက်ကွဲတယ်လို့သဘောထားလိုက်ပုံလားနော် ဲ့တော့အင်္ဂလာပါလိုက်လွင်တာတဲ့တန်းတိုးတဲ့အကောင်မောင်ကြီးတဲ့ဟုတ်လားအားလုံးချစ်တယ်နော်မင်္ဂလာပါအရာလေးရှိတယ်ပေါ့နော်အဲ့တော့လူလူမှမငြင်းညမှာနဲ့လို့နော်ဒါကျွန်တော်သိထားတဲ့အသည့်ကိုပြောပြတာပါနော်အမ်ကောင်လေးကတော့ဘာမှမဖြစ်ဘူးနော်ကောင်မလေးကတော့တော်တော်ထိသွားတယ်ထိသွားတဲ့အချိန်ကိုတီးမောင်ထွေးပေါ့သူ့ဖေပေါ့သူ့ဖေကကေရန်ကြီးပေါ့နော် Thank you